ဟုတ်ကဲ့မင်္ဂလာပါဗျ။တူရီ KMT မှာကြိုဆိုလိုက်ပါလေဗျ။ကျွန်တော်ကဖွင့်နေတဲ့အတွက်ကတော့ကျွန်တော်ရဲ့ website ကတော့၅ချိန်မြောက်အောင်ပွဲပေါ့နော်ဒါလေးကတော့ထပ်ပေးမယ်ဆိုရင်တော့ဒါကြောင့်မို့ကိုမားရောလည်းတခြားလေးကြည့်ပြီးတော့ကြိုက်နေတဲ့မှာလည်းတုံးပေါ့နော်ကျွန်တော်ဒီလည်း website လေးနဲ့တွက်ပြပေးတာဖြစ်ပါလေဗျဒူးဒီမှာတော့အပိုင်ရင်တို့တော့မရှိဘူးပေါ့ဗျာနော်အမှားမှန်တော့ရှိရေဗျာ Ondriyasi, Bare, 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 ဒန်ရွှေတဟိုင်းနဲ့ဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒီနေ့မနေ့အတွက်ကတော့ကျွန်တော်လေးလုံးအခွေပေးမယ်ပေါ့နော်ကိုမားတို့ကလည်းစိုက်လေးကိုတော့တခြားကြည့်ပြီးတော့ကြိုက်နေတဲ့ရင်တော့သုံးဗျာ

တော့ဒီမှာဆိုရင်တော့ဒီ၃လုံးပေါင်းချင်းပေါ့နော်။၃ညရဲ့၅ရဲ့ဒီရက်နှစ်ကဲ၃လုံးပေါင်းချင်းဒီခွန်းခွန်းရဲ့နှစ်ခက်ဒီ၃ညခွန်း၃ညဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီခွန်း၃ညအချိန်မှာကျွန်တော်တို့၃ည၃ဆိုတော့၃ညထီလေဗျ။နောက်တစ်ပင်ကလည်း၅ရဲ့ခွန်းရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရက်၁နဲ့ပေါင်းတော့၃ ငါးခွန်တပေါင်းချင်းဒီ၃ဖြစ်လို့၃ရဲ့နှစ်ခက်ဒီငါ၃ငါးဒီကျွန်တော်ဒီမှာအချင်းပြဒီ၃ငါးအချင်းမှာကျွန်တော်တို့၃ခွန်ထွက်တော့၃ထိပဲရှင်းမလို့လဲဆောပါဆောနေအဲ့ဒီနောက်တစ်ပြင်ကလည်းခွန်ရဲ့၃ရဲ့ပေါင်းချင်းဒီ၃ညာ၃ညာနဲ့ဒီရဲ့၈နဲ့ပေါင်းတော့၈ ခွန်း38ပေါင်းချင်းဒီ10ဖြစ်လို့10ရဲ့နှစ်ခတိ10 10တဲ့ဒီကျွန်တော်ဒီမှာအချိန်ပြဒီ10တဲ့အချိန်မှာ3ည8ဆိုတော့10ထီတယ်ဗျနောက်တစ်ပင်ကလည်း3ရဲ့ခွန်းရဲ့ပေါင်းချင်းဒီ3ည3ညနဲ့ဒီရ4နဲ့ပေါင်းတော့4သုံးခွန်လေးပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှစ်ခတ်ဒီနှစ်၄နှစ်ဒီကျွန်တော်ဒီမှာအချိန်ဒီ၄နှစ်အချိန်မှာကျွန်တော်တို့နှစ်တက်ထွက်တော့နှစ်ထီတယ်ဗျ။ အလုံးမဲ့ဒီ one chain လေးနားလိုက်မယ်ထင်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက် one chain ဒီခွင်းရဲ့၈ကေပေါင်းချင်းဒီ9 9နဲ့ဒီရဲ့ခွင်းနဲ့ပေါင်းတော့2ခွင်း၈ခွင်းပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့နှက်ခတိလေး2လေးဒီလေးကျွန်တော်ဒီမှာအချိန်ဗျာအလုံးမဲ့ဒီ one chain လေးလည်းနားလိုက်မယ်ထင်တယ်ပေါ့နော်ကိုမတို့ကကြိုက်နှစ်သက်မှလည်းတုံးဗျာကျွန်တော်ကျွန်တော်တွက်ဆိုင်ရတော့ဒီ one chain ရတယ်ပေါ့နော်အကိုမတို့ကအကြိုက်ပါမှလည်းတုံးဗျာ တော့ဒီမှာတုံညရဲ့9ရဲ့နှစ်ကဲ3လုံးပေါင်းချင်းဒီခွင်ဖြစ်လို့ခွင်ရဲ့နှစ်ခက်ဒီတုံညခွင်တုံညအချိန်မှာတုံညတုံးဆိုတော့တုံညထိတယ်ဗျနောက်တစ်ပြင်က9ရဲ့ခွင်ရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီက1နဲ့ပေါင်းတော့3 3ရဲ့နှစ်ခက်ဒီ9 3 9အချိန်မှာ3ခွင်ထွက်တော့3ထိတယ်နောက်တစ်ပြင်ကလည်းခွင်ရဲ့3ရဲ့ဒီက8ကဲ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့နှစ်ခက်ဒီ1 8တဲ့အချိန်မှာတုံည8ထွက်တော့8ထိတယ်ဗျ နောက်တစ်ပင်က3ရက်ခွင်ရ4ရက်ပေါင်းချင်းဒီ4ဖြစ်လို့4ရက်နှစ်ခတ်ဒီနှစ်4နှစ်ဒီအချိန်ပေါ့နော်ဒီ4နှစ်အချိန်မှာလဲနှစ်တစ်ဆိုတော့နှစ်ထီတယ်ဗျဒါကြောင့်မို့ဒီနေ့တော့1ချိန်ဒီခွင်ရ8ကပေါင်းချင်းဒီ9 9နှစ်ဒီကခွင်နဲ့ပေါင်းတော့2 2ရက်နှစ်ခတ်ဒီလေး2လေးဒီအချိန်မှာဗျ ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းလေးပေါ့နော်သူနဲ့တွေ့ရမယ့်ဝမ်းကျင်းဒီကျွန်တော်တို့တခါတရံမှာတော့ကျွန်တော်ပြက်ပင်တော့ရှိတယ်ပေါ့နော်အပြစ်ပေါ်တော့မဖြစ်ဘူးပြဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့ရက်တရက်ဒီဟာတုံညရက်သုံးလုံးပေါင်းချင်းဒီ3 3ပါဝါဒီ8 3 8ဒီကျွန်တော်ဒီမှာအချိန်ပြဒီ3 8အချိန်မှာလဲကျွန်တော်တို့တုံညသုံးဆိုတော့3ထိတယ် ဒီမှာဒီဝမ်းချင်းဒီရောတို့ခွင်း၃ညအချင်း၃၈အချင်းပေါ့နော်ဒီမှာတော့ဒီရ၃ညဒီရ၃နဲ့၃ည၃ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က၃ညရဲ့နှစ်ကပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရ၃ညနဲ့ပေါင်းတော့လဲနှစ်၃ညနှစ်၃ညပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွင်းနှစ်ခွင်းဒီရောဒီမှာအချင်းဒီနှစ်ခွင်းအချင်းမှာလဲ၃ခွင်းထွက်တော့ခွင်းထိတယ်ဗျ ဒီမှာဒီလဲ1ချိန်ဒီကျော်တော့3 5အချိန်နဲ့2ခွန်အချိန်နဲ့ပေါ့နော်တွဲရင်တော့ဒီရ3ဒီရခွန်နဲ့ဒီမှာလဲ3ခွန်ဆိုပြီးတော့ပြီးပေါက်ပေးတယ်ဗျဒါဆိုကျတော့ဒီမှာဒီနောက်တစ်ပြန်ဒီ9ရဲ့တက်ကပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရ3နဲ့ပေါင်းတော့3 9 3ပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါဒီ8 3 8ဒီရောဒီမှာအချိန်ဗျဒီ3 8အချိန်မှာလဲ3ညာ8ဆိုတော့8ထီတယ်ဗျဒီမှာတော့ကျွန်တော်1ချိန်ဒီ8တက်အချိန်3 8အချိန်ဆိုတော့ တူညီတဲ့ကျွန်တော်တို့ရှစ်ကိုလုံးမှန်ပြေးသွားတယ်ပေါ့နော်ဒီမှာတော့၃ည၈ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကလည်း၈ရဲ့၈ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့၃ညနဲ့ပေါင်းတော့6 8 8 3ညပေါင်းချင်းဒီ6ဖြစ်လို့ကျွန်တော်တို့6ရဲ့ပါဝါဒီ1 6တက်ဒီကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒီ6တက်အချိန်မှာလည်းကျွန်တော်တို့1တက်ဆိုတော့1ထီတယ်ဗျဒီမှာကျွန်တော်တို့၄နှစ်အချင်း၆တက်အချင်းဆိုတော့ဒီရက်၂ဒီရက်၁နဲ့၂တက်ဆိုပြီးတော့ထွက်တယ်ဗျ။ ချက်ခွန်းချိုးတဲ့အဖွဲဝင်လို့ရသေးလားတဲ့အဖွဲဝင်လို့ရပါတယ်ပြန်နော်ကျွန်တော်ကတော့ကျွန်တော်အခုပြောထားတဲ့၃လုံးအခွေတီအဲ၄လုံးအခွေတီဟူးမကျော်အခွေပေါ့နော်ဒီအခွေစိုက်တီတော့ကျွန်တော်မူးနှစ်ခုနဲ့ထုတ်ထားခြင်းဖြစ်ပါတယ်ဗျမူးတစ်ခုဒီကျွန်တော်တို့တလင်းလာအင်္ဂါဗုဒ္ဓဟူး၃ရက်အတွင်းမှာထွက်အမယ်မူးရှိတယ်မူးတစ်ခုကတော့ကျွန်တော်တို့ဒီအပတ်ထဲမှာထွက်အမယ်မူးပေါ့နော်ဒါကြောင့်မို့ဒီအခွေတီရောကျွန်တော်တို့ထွက်ဖို့အကောင်းတဲ့အခွေဖြစ်ပါတယ်ဗျ အားလုံးပဲဒါလေးလည်းနားလေးကြမ်းမယ်ထင်ပါတယ်ဗျာနော်ဒါဆိုရင်ကျတော့ဒီနေ့မှာ1ကျင်းတီ6ရဲ့4ရဲ့ပေါင်းကျင်းတီ2 2နဲ့ဒီရဲ့2နဲ့ပေါင်းတော့4 6 4နဲ့ပေါင်းကျင်းတီ4ဖြစ်လို့4ရဲ့ပါဝါတီကို4 6တီကျွန်တော်ဒီမှာအချိန်ဗျာဒါဆိုကျတော့ဒီမှာဒီ2 4အချိန်ကို4 6နဲ့ပေါ့နော်ဒီကောင်တီလည်းအပြည့်ပေါ်လည်းပေးသွားနိုင်တယ်တို့မဟုတ်ကျွန်တော်တို့ဒီမှာဒီ4ဒီတူညီတာဖြစ်တဲ့အတွက်4ပိုင်းလည်းပေးသွားနိုင်တယ်ပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်းမယ်ထင်တယ်ဗျာ ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကြီးတစ်ခုပေါ့နော်ကျွန်တော်လည်းဒီလိုဆော့ပင်လေးတွေသွားဝယ်တာပေါ့နော်ဒီလိုဆော့ပင်လေးတွေဝယ်တာမှာတော့နှစ်ခါရှိသွားပြီပြန်နှစ်ခါရှိသွားပြီကျွန်တော်တစ်ခါလေးဆိုရင်တစ်ချောင်းကမထင်တာလေးပါတယ်ပေါ့နော်ဒီနေ့မှာလည်းဒီအနီချောင်းလေးတွေတော့ကျွန်တော်တို့မထင်တဲ့အချောင်းဖြစ်လာတယ်ဗျဒီကောင်ကြီးကပါကင်ပိတ်နေကိုဝယ်ရတာဖြစ်တဲ့အတွက်လည်းကျွန်တော်တို့လည်းပြန်ပြောလို့လည်းအဆင်မပြေဘူးပေါ့နော်စိုင်းတွေကိုလည်းကျွန်တော်ကာလာနဲ့ပြကြင်ပြင်မယ်လေကာလာကျွန်တော်မရဘူးပေါ့နော်ဒီအကြောင်းကတော့ ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကျင်းလေးလည်းတွေ့ပြပေးအောင်မေဗျာဒီမှာဒီကျွန်တော်တို့3ရယ်ခွင်ရယ်3ညရယ်ပေါ့နော်3ခွင်3ညပေါင်းခြင်းဒီ3ညဖြစ်လို့3ညရယ်ပါဝါဒီ nga 3ည nga ဒီကျွန်တော်ဒီမှာအချင်းပြ တော့ဒီ3ည5အချိန်မှာလဲ3ည3ထွက်တော့3ည ठी တဲ့ဗျဒီမှာတီတော့1ချိန်တီပေါ့နော်ကျွန်တော်တို့ခွင်း3ညအချိန်3ရှစ်အချိန်3ည5အချိန်ဆိုတော့2ညရာဒီကျွန်တော်ဒီမှာ3ညဒီမှာ3ညမျိုးကျွန်တော်တို့3ညပိုင်းလို့ယူလို့ရတယ်3ညပိုင်းကိုဒီဘက်က3ရှစ်အချိန်နဲ့တွဲရင်3ည3 3ည8ဆိုတဲ့ကျွန်တော်တို့ main နှစ်ကွက်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာတော့ကျွန်တော်တို့3ည3ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်ရာ 6ရက်3ရက်ပေါင်းခြင်းဒီ9 9နဲ့ဒီရက်9နဲ့ပေါင်းတော့10ဒီ3လုံးပေါင်းခြင်းဒီ10ဖြစ်လို့10ရက်ပါဝါဒီ3 10 3ဒီကျွန်တော်ဒီမှာအချိန်ပြဒီ10 3အချိန်မှာလဲကျွန်တော်တို့3ခွန်ထွက်တော့3ထီတယ်ဒီမှာဒီလဲ1ခြင်းဒီ3 5အချိန်2ခွန်အချိန်10 3အချိန်ဆိုတော့တူညီတာဒီဒီမှာ3ဒီမှာ3အဲ့တော့ကျွန်တော်3ပါ3ပိုင်းကိုကျွန်တော်ဒီ2ခွန်အချိန်နဲ့တွဲရင်3 2 3ခွန်ဆိုတော့ ကနန်းနှစ်ကွက်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာတော့သုံးခွင်ဆိုပြီးတော့ထွက်တယ်ဗျဒါမှမဟုတ်လဲကျွန်တော်တို့ကဒီကောင်းလေးကိုခွေလိုက်ရင်လည်းပေါက်ကနန်းဖြစ်မယ်ဒီအခွေလေးရမှာကျွန်တော်တို့တူညီတာကိုတော့လုံးမိုင်ပေးနေတာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနောက်တစ်ပြန်ဒီတုံညာရဲ့ဒီကခွင်ရဲ့ပေါင်းချင်းဒီခွင်ခွင်နဲ့ဒီရဲ့ရှင်းနဲ့ပေါင်းတော့ငါတုံညာခွင်ရှင်းပေါင်းချင်းဒီငါဖြစ်လို့ငါရဲ့ပါဝါဒီတုံညာငါတုံညာဒီကျွန်တော်ဒီမှာအချင်းဗျာ ဟိုဒီ9 3ညအချိန်မှာလဲကျွန်တော်တို့3ည8ဆိုတော့3ည ठी တယ်ပေါ့နော်ဒီမှာဒီလဲ1ချိန်ဒီ8တဲ့အချိန်3 8အချိန်9 3ညအချိန်ဆိုတော့2ညတာဒီဒီမှာကျွန်တော်တို့ဒီမှာ8ဒီမှာ8အဲ့တော့ကျွန်တော်တို့8ပိုင်း8ပိုင်းကိုဒီဘက်က9 3ညာချင်းနဲ့တွဲရင်8 980ပေါ့နော်8 980ဆိုတော့2ကွက်မှာတော့3ည8ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်ဒီ3ညရဲ့ဒီရ8ကပေါင်းချင်းဒီ8 8နဲ့ဒီရ8နဲ့ပေါင်းတော့6 388ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ6တက်ဒီရောဒီမှာအချိန်ပြတော့ဒီ6တက်အချိန်မှာလဲ2တက်ဆိုတော့1ထီတယ်ပေါ့နော်ဒီမှာဒီလဲကျွန်တော်တို့4နှစ်အချိန်6တက်အချိန်6တက်အချိန်ဆိုတော့ဒီမှာဒီ6တက်အချိန်ဒီပို့ပြီးအကောင့်နာတွေ့ရတယ်6တက်ကိုမှကျွန်တော်တို့ဒီဘက်က4နှစ်နဲ့တွေ့ရင်တော့ခဏ4ခွက်ထွက်မယ် ဲ့၄ခွက်ထဲကကျွန်တော်1တက်ဆိုပြီးပါမယ်ပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်ဒီမှာ၄2 6တက်ဆိုတဲ့ကဏ္ဍ၄လုံးကိုခွေရင်လဲကျွန်တော်တို့ပေါက်ကဏ္ဍဖြစ်မယ်ဗျအပေါ်ပင်တိုင်းဆိုရင်ပေါ့နော်အားလုံးမဲ့ဒါလေးလဲနားလဲကြားမယ်ထင်ပါတယ်ဗျအကူမတို့ကကြိုက်နှစ်တက်မှလဲ၃ဗျဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်1ကျင်းတည်3ရဲ့ဒီရက်တက်ကပေါင်းချင်းတည်လေ4နဲ့ဒီရက်3နဲ့ပေါင်းတော့ခွန်း3 1 3ပေါ့3လုံးပေါင်းချင်းတည်ခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတည်နှစ် ခွန်နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြဒါဆိုကျွန်တော်ဒီမှာဒီ1ချိန်ဒီနှစ်လေးအချိန်ရှိတယ်လေးကိုအချိန်ရှိတယ်ခွန်နှစ်အချိန်ရှိတယ်တူညီတာဒီတော့ကျွန်တော်ဒီမှာဒီမှာနှစ်ဒီမှာနှစ်မို့နှစ်ပိုင်းလို့လည်းယူလို့ရတယ်ဒီမှာလေးဒီမှာလေးမို့ကျွန်တော်လေးပိုင်းလို့လည်းယူလို့ရတယ်တို့ပေမဲ့ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့နှစ်ပိုင်း၄ပိုင်းပေါ့နော်နှစ်ပိုင်း၄ပိုင်းဆိုရင်တော့နှစ်လေးဒီတစ်ခွက်ကောင်းဒါကြောင့်မို့ကျွန်တော် break line လေးလည်းတွက်ပြပေးဦးမယ်ပေါ့နော် ားလုံးပဲဒါလေးလည်းသဘောပေါက်ကြမယ်ထင်တယ်ဗျကျွန်တော်ဒီမှာတကယ်လို့ဒီမှာကျွန်တော်တို့တူညီတာဒီဒီမှာနှစ်ဒီမှာနှစ်မို့ယူလိုက်နှစ်ပိုင်းလို့ယူလိုက်မယ်ဆိုရင်တော့နှစ်လေးနှစ်ကိုဒီမိန်းနှစ်ကွက်ဒါဆိုရင်ရောဒီမှာဒီမှာလေးဒီမှာလေးမို့ကျွန်တော်တို့၄ပိုင်းလို့ယူလိုက်မယ်ဆိုရင်တော့လေးခွန်လေးနှစ်ဒီမိန်းနှစ်ကွက်အားလုံးပဲသဘောပေါက်ကြမယ်ထင်တယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဘရိတ်လိုင်းလေးကိုတွက်ပြပေးမယ်ဗျာ ဘရိတ်ကတော့ကျွန်တော်ဒီအပင်အားပဲရခဲ့တဲ့ဘရိတ်လိုင်းပေါ့နော်၃ခွင်ဆိုလဲ၃ယောက်ဘရိတ်ထွက်တဲ့အပင်အားပဲကျွန်တော်စပြလို့ရမယ်ဗျဒါဆိုရင်ကျွန်တော်ဘရိတ်လိုင်းဒီ so ဗျာအခုချင်းချက်ချင်းမထင်တော့ဘူး ပူဇော်တဲ့အပိုင်မဲတဲ့ဟုတ်ကဲ့ပြည်နော်ဒါဆိုရင်ပြောဒီမှာ break line ဒီတုံညာရဲ့ခွင်ရဲ့ဒီရဲ့ရှစ်ကဲတုံလုံးပေါင်းချင်းဒီငါငါပါဝါတီတုံညာငါနက်ခတ်တီတုံငါတုံညာတုံဒီကျော်ဒီမှာ break ပြကျွန်တော်ဒီ break ကတော့9တုံညာ3 break ပေါ့เนาะကျွန်တော်အပေါ်မှာညင်းရလာတော့မသိဘူးပြကျွန်တော်ဒီမှာတုံညာခွန်ရှင်းပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါတုံညာ9နှစ်ခတ်တုံ9တုံညာ3 break မှာကျွန်တော်တို့3ခွန်ဆိုတော့တုံညာ break ထွက်တယ်ပြဒီထဲမှာဒီလဲကျွန်တော်တို့ ဝမ်ကျင်းဒီ3ပိုင်ကို2ခွန်းနဲ့တွဲတာဗောနော်အဲ့ဒီမှာတော့ brain နဲ့ကန့်ညီတာဒီ3ခွန်းဆိုတော့3ညာ brain ပြဒါဆိုကြဒီမှာနောက်တစ်ပင်ဒီ3ညာရဲ့3ရဲ့ဒီက6က3ညာ3 8ပေါင်းချင်းဒီ1ဖြစ်လို့1 power ဒီ6 1နှစ်ခက်ဒီ8 1 68ဒီကျော်ဒီမှာ brain ပြဒီ1 68 brain မှာလဲ3ညာ8ဆိုတော့8 brain ထွက်တယ်ဗောနော်အလုံးမဲ့ဒါလေးသဘောပေါက်ကြမယ်ထင်တယ်ဗျဒါဆိုလဲကျွန်တော်ဒီမှာကျွန်တော်တို့ကခွေးတရာဒီဒီမှာဒီ8 1 3 5 3ညပေါ့နော် ဒီမှာ8 3 5 3 9ကိုခွေပြီးတော့ခွေလိုက်မယ်ဆိုပေါက်ကနန်းဖြစ်တယ်ပေါ့နော်ဘရိတ်ကကျွန်တော်တို့1 6 8ဘရိတ်ဒါဆိုရင်နောက်တစ်ပြန်က3ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ3ည3ညနဲ့ဒီက3နဲ့ပေါင်းတော့3 3ခွင်3ပေါင်းခြင်းဒီ3ဖြစ်လို့3ဘာဝတီ8 3နဲ့ခက်ဒီ5 3 8 5ကျွန်တော်ဒီမှာဘရိတ်ပြ385ပြိတ်မှာ2တက်ဆိုတော့3ပြိတ်ထွက်တယ်ဗျဒီမှာဒီလဲကျွန်တော်တို့ခွေစရာဒီ426တက်ပေါ့နော်ခဏလေးလုံးခွေရင်2တက်ဆိုပြီးလဲပါမယ်ဗျာ ါဆိုကျွန်တော်ဒီမှာဒီ၃ညရဲ့၈ရဲ့၃ရဲ့၃ည၈၃ပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ပါဝါဒီ6တစ်နှစ်ခက်ဒီ6တစ်6ရှိဒီကျွန်တော်ဒီမှာပြိပြကျောင်းရဒီမှာပရိသေ168ပရိသေပေါ့နော်အစောနာကျွန်တော်ရှင်းပြရသည်နှစ်ပိုင်ကိုကျွန်တော်ဒီမှာလဲနှစ်ဒီမှာလဲနှစ်မို့နှစ်ပိုင်လို့ယူမယ်ဆိုရင်ကျွန်တော်တို့နှစ်လေးရဲ့နှစ်ကိုရဲ့ဒီနှစ်ကွက်ဒီ main ပေါ့နော်အဲ့ဒီထက်မှမပရိသေကျွန်တော်တို့ 168ပြိတ်ဆိုတော့24ဆိုတဲ့6ပြိတ်29ဆိုတဲ့1ပြိတ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမာဒီလဲဒီမာ၄ဒီမာ၄မို့ကျွန်တော်တို့၄ဘိုင်းလို့ယူမဆိုရင်လဲဒီခွန်းနဲ့ချင်းနဲ့တွဲရင်၄ခွန်း၄နှစ်ဆိုတဲ့ကဏ္ဍနှစ်ကွက်ပေါ့နော်အဲ့ထဲမှာမှကျွန်တော်တို့ပြိတ်ဒီ168ပြိတ်ဆိုတော့၄ခွန်းဒီလဲ1ပြိတ်၄နှစ်ဒီလဲ6ပြိတ်ဒါဆိုရင်တော့ကျွန်တော်ဒီထဲမှာဒီရော24ဒီတကွက်ကောင်းတော့တွေ့ရတယ်ပေါ့နော်ကိုမတို့ကျွန်တော်တွက်ပြလေးနားလေကြမယ်လို့လည်းထင်တယ်ကျွန်တော်ဒီ အဲ့တော့ဒီနေ့မှာအခွေအနေနဲ့နှစ်ခွန်လေးကိုခွေပြုဖို့ပဲเนาะအားလုံးပဲသဘောပေါက်ကြမယ်လို့ထင်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီဘက်တွေကျွန်တော်ဟူးမကျော်ဆိုပြီးခေါ်ထားတဲ့အခွေရတော့ဗောနော်ကျွန်တော်ကတော့တကယ်ဒီဘိုးတော်ဟူးမကျော်ဆိုမကျော်ဘူးလို့ထွက်မယ်လို့ယုံကြည်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီအခွေ site ကိုမူးနှစ်ခုနဲ့ယူထားခြင်းဖြစ်တယ်ဗောနော်ဒီမှာဆိုကျွန်တော်တို့အလဲညီကိုဗောနော်ခွန်ရှစ်ဆိုတဲ့အလဲညီကိုမူးတစ်ခုရယ်ကျွန်တော်တို့ဒီ၃ခွန်ထွက်ထားခြင်းကြောင့်မူးတစ်ခုရယ်ဆိုပြီးတော့ ကျွန်တော်မူးနှစ်ခုနဲ့ချုပ်ထားတဲ့အခွေ ဖြစ်တယ်ဗျာနော်ဒါကြောင့်မို့အကိုမတို့ကတကယ်လို့ယုံကြည်တယ်ထိုးကျင်တယ်ဆိုရင်တော့အခွေကိုတော့ကျွန်တော်ဒီနောက်ဒီမှာလာပြီးတော့ယူလို့ရပါတယ်ဗျာနော်အားလုံးမဲ့နားလည်းမလို့လည်းထင်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်ဒီနေ့မနက်မှာတော့အခွေအနေနဲ့ကျွန်တော်နှစ်ခွန်လေးကိုခွေပို့ပါဗျာနော်အားလုံးမဲ့သဘောပေါက်ကြမယ်ထင်တယ်ဗျာကျဲနေတက်မှလည်းတော့ ဒီနေ့မနေ့ကတော့ကျွန်တော်နှစ်ခွန်လေးကိုခွေပူးဆိုပြီးပေးပါလေဗျဒီထဲမှာမှကျွန်တော်တို့နှစ်လေးရယ်ခွန်လေးရယ်ဒီတော့ main လို့ယူဆရလို့ရတယ်ပေါ့နော်နှစ်လေးခွန်လေးနှစ်ကိုဒီတော့ main ပါဗျတဲဝင်းနဲ့မင်္ဂလာပါဗျာဟုတ်ကဲ့ပါဗျချက်ခွန်ညိုလည်းကိုငွေလည်းနံပါတ်လေးပေးပါလားတဲ့ကျွန်တော်ဖုန်းနံပါတ်ကတော့ကျွန်တော်တို့ခွန်6ခွန်2836ခွန်6ပါဗျာနော် ဖုန်းနံပါတ်ဒီကျွန်တော်တို့0698236686ပါဗျဝေးပေးကေးပေးရှိပါတယ်ဗျာနော်ဟုတ်ကဲ့ပါအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လိုက်ကိုဒီမှာပဲရနာခွင့်ပြုပါဗျာကျွန်တော်တွက်ပြတဲ့ကဏ္ဍလေးဒီလဲပေါက်ကဏ္ဍလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာအကိုမရဲ့အချက်ကဏ္ဍဒီလဲ7နှစ်နေ3မိနစ်ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ထပ်မှန်ပြီးတော့စုံဝင်ကောင်တောင်းပေးလိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာဘိုင်းဘိုင်း see you ပါအားလုံးပဲ